မင်္ဂလာပါရှင်တင်းနှောင်းဤတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့ဇွန်လ30ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်တင်းနှောင်းဤတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကို အပတ်စဉ်တင်းနှောင်းနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်ပေးသွားပါမယ်ရှင် KNLA ဦးဆောင်တဲ့ပူပေါင်းတက်ကအခုနှစ်ဧပြီလကတင်ပိုက်ထားတဲ့ထိထဒေတာမှာ1998ကာလကလေးကဆစ်ဆောင်နေကြရတဲ့ဒေတာခံပြည်သူတွေ မြင်းနီယာပြန်ရယူလို့ရင်ဆက်သွယ်နိုင်တယ်လို့ KNU တမဟာလီမိဒဝဲခန်က ထုတ်ပြန်ပါတယ်။နေထိုင်သူတွေဟာမိမိနဲ့သက်ဆိုင်တဲ့မြေအင်ယာတီနီယာတွေကိုတမဟာလီမိဒဝဲခန်ရုံကိုအကြောင်းကြားအသိပေးတင်ပြဖို့အတွက်ဖိတ်ခေါ်ကြောင်းလည်းဖော်ပြထားပါတယ်။တတိယနိုင်ငံဒုတိယနိုင်ငံကိုရွှေ့ပြောင်းနေထိုင်သူတွေအနေနဲ့လဲပြန်လဲအခြေချနေထိုင်တာမရှိတော့ရင် ရွှေမျိုးအတိမိတ်ဆွေတငယ်ချင်းတွေကိုတက်ဆိုင်ရာအဖွဲ့အစည်းဌာနကိုအတိပေးအကြောင်းကြားပြီးပေးကမ်းနိုင်တယ်လို့လည်းဆိုထားပါတယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ကအရခတ်တက်တော် AA ထိန်းချုပ်ထားတဲ့နေမြေတချို့ကိုစစ်ကောင်စီတပ်ကအင်အားအလုံးရင်းနဲ့ပြန်လည်ထိုးစစ်ဆင်နေတယ်လို့သိရပါတယ်။ကြောက်ဖြူအမှတ်32ရဲတပ်ရင်းနာကပြိုင်းစစ်ကေရွာနဲ့ကက်တပီရွာတွေကိုစစ်တပ်ကဒရုန်းလွမ်းလန်ကြီးတွေနဲ့ပစ်ကူပေးပြီး ခြေလျင်စစ်ကြောင်းတွေပါထိုးစစ်ဆင်နေတာဖြစ်ပါတယ်။လက်ရှိကြောက်ဖြူမျိုးမှာစစ်ရေးအခြေအနေတွေပြင်းထန်နေပြီးအပြန်အလှန်ထိုးစစ်ဆင်တိုက်ခိုက်နေကြတဲ့အခြေအနေဖြစ်တယ်လို့လည်းဒေသခံတွေကဆိုပါတယ်။စစ်ကောင်စီဟာကြောက်ဖြူမျိုးအခြေစိုက်တိုက်ရင်တွေကို အခုလအတွင်းမှာရေကြောင်းကောင်းတွေတစ်စစ်အင်အားအလုံးရင်ပို့ဆောင်ထားပြီးတိုက်ပွဲပြင်းထန်နေတဲ့အမှတ်30နဲ့ရဲတပ်ရင်းနဲ့ဒညဝတီရေတပ်ဌာနချုပ်တွေကိုအဓိကပို့ဆောင်ထားတယ်လို့လည်းသိရပါဗျ။ ဒွေမြင့်ကာလန်ဘောကတရချောင်းမြို့နယ်မင်းတက်ကြီးရွာမှာအခုလ28ရက်နေ့ကအသက်60အရွယ်အမျိုးသားတို့မြေမြုံမှန်းထိပ်ပြီးဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့သိရပါဗျ။မိုင်းထိမှန်သူဟာဦးမောင်သိန်းဆိုသူဖြစ်ပြီးဝင်းဝရဲစခန်းကနေစစ်ကောင်စီတပ်သားတွေသိမ်းယူသွားတဲ့သူ့ရဲ့ဆိုင်ကယ်ကိုတွားထုတ်ပြီးအပြန်လမ်းမှာမိုင်းပေါက်ကွဲတာကြောင့်သူ့ကိုပါထိမှန်ခဲ့တာလို့ဆိုပါဗျ။ စကိုင်းတိုင်းမင်းကွန်းဒေသကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မင်းကွန်းတောင်ရွာက နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာကြောင့်ရွာလုံးကျော်နေပါမီးလောင်ပျက်စီးခဲ့လို့သိရပါဗျ။အခုလ29ရက်နေ့ည8:00နာရီဝန်းကျင်မှာစတင်မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီးအင်ချီ600ရွာဝန်းကျင်မီးလောင်ပျက်စီးခဲ့လို့သိရပါဗျ။စစ်ကောင်စီရဲ့စစ်ကြောင်းထိုးမှုနဲ့မီးရှို့ဖျက်ဆီးမှုတွေကြောင့်စကိုင်းတိုင်းမင်းကွန်းဒေသကဒေသခံတောင်းနှင်ချီပြီးစစ်ရှောင်နေရတယ်လို့လည်း မင်းကိုတိုက်နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။တနင်္သာရီမြို့နယ်ထဲကဇဝဲနဲ့တုံကျော်ကြေးရွာအုပ်စုတွေမှာအမည်မသိလက်နက်ကင်အဖွဲ့တစ်ခုကနေဒေသခံတွေကိုဖမ်းဆီးတာတွေဇက်တိုက်ဆိုသလိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။အခုလ25ရက်26ရက်နဲ့28ရက်နေ့3ရက်အတွင်းမှာကလေးငယ်အူအပါဝင်ဒေသခံ9ဦးကိုဖမ်းဆီးခဲ့တာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။ အခုလ29ရက်နေ့ကဇဝဲကြီးရွာအုပ်စုလေးမန့်ရွာက အသက်30ဝန်းကျင်အရွယ်ကိုငွေတန်းကို အမည်မသိလက်နက်ကန်အုပ်စုတစုကဖမ်းဆီးခဲ့တယ်လို့26ရက်နေ့မနက်အစောပိုင်းကလည်းတုံပြိုးငယ်ရွာက Great Dan ចောင်းသားနှုတ်ကိုဝင်းရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အခုလ25ရက်နေ့ကလည်းဇဝဲရွာဒေသခံအမျိုးသားနှုတ်ကိုဖမ်းဆီးခဲ့ပြီး ူတို့အကုန်လုံးကိုအဲ့ဒီအမည်မသိလက်နက်ကန်အဖွဲ့တစ်ခုတည်းကနေဖမ်းဆီးခဲ့တာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။